တို့ဒီတိုင်းဒါပါတီအနေနဲ့တော့ကျွန်တော်တို့ဒီလေလာမှတုံးတိုင်ရမယ့်အခြေအနေတော့ရှိနေသေးတယ်ပေါ့နော်လောလောဆယ်တော့ကျွန်တော်တို့ကောင်းတယ်မကောင်းဘူးဆိုတာကတော့ကျွန်တော်တို့တရေတည်းတော့ပြောလို့မရသေးဘူးပေါ့နော်တိုင်းသားတွေဆန်သားကတော့ဒီဒီချိန်မှာကျတော့ဟိုခုဖြစ်ချင်တာတမျိုးဒါဖြစ်လာတာတမျိုးပေါ့နော်ရွေးကောက်ပွဲမှာတောင်မျိုးကမ်းမျိုးအနိုင်ရတဲ့ပါတီကပဲလွတ်တော်နဲ့အစိုးရအဖွဲ့ကိုဥဆောင်မှာဖြစ်တယ်ဆိုတာရွေးကောက်ပွဲမဲဆွယ်ကာလကလေးကလူထုကောင်းဆောင်ကပြည်သူကိုရှင်းရှင်းလင်းလင်းပဲပြောခဲ့ပါတယ် တိုင်းသားပါတီတွေရှိတဲ့ဒေတာတွေကိုမရှောင်ဘဲဝင်ပြန်ရတာဟာပြိုင်ဘက်ပါတီကြံ့ခိုင်ရေးအနိုင်ယူသွားမှာကြောင့်ဆိုတာကိုလည်းရှင်းပြခဲ့လို့အောင်နိုင်တဲ့ရလက်ရှင်းရှင်းပဲထွက်လာခဲ့ပါတယ်။မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကဦးဆောင်ပြီးဘလို့အစိုးရပဲဖွဲ့ဖွဲ့စောရကတက်เสียမှရှိပါဘူးလို့ဆိုတာသူကတော့ဒူးလေးပါတီလို့လူသိများတဲ့လီစုအမျိုးသားဖွံ့ဖြိုးရေးပါတီကလွတ်တော်အမတ်လာမာလေးပါတိုင်းသားပါတီရဲ့အနေနဲ့လိလာတုံးတက်ရမယ့်အချိန်ဖြစ်ပြီး ကောင်းတယ်မကောင်းဘူးပြောရမယ့်အချိန်မဟုတ်သေးဘူးလို့ဆိုပါတယ်ခုလည်းအန်ဒီပါတရားအနိုင်ရပါတယ်ဖြစ်လာတယ်ဖြစ်လာတဲ့အချိန်မှာသူကလည်းဥယျာဉ်ကြီးအစိုးရဖွဲ့ဖွဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ဟိုတခုဟိုသုံးသက်တော့ဘလို့အစိုးရပဲဖွဲ့ဖွဲ့ဒါသူ့အနေနဲ့ဖွဲ့တာကျွန်တော်အနေနဲ့ဟိုစောတကားတက်เสียအကြောင်းလည်းမရှိဘူးအဲကောင်းတယ်လို့အကောင်းပဲအခုတဘောဆောင်မှပဲကျွန်တော်တို့မြင်ပါတယ်။အရင်အစိုးရထက်ကြော်မှလုံနိုင်မလား။ဒါမှမဟုတ်အရင်အစိုးရလိုပဲ အခြေအနေပဲသူရဲ့လှုပ်ရှားမှုတွေလှုပ်ဆောင်မှုအခြေအနေပဲဖြစ်လာမလားဆိုတော့လက်ရှိတော့ကျွန်တော်တို့ဒီတိုင်းဒါပါတီအနေနဲ့တော့ကျွန်တော်တို့ဒီလေ့လာမှတုံးတိုင်းရမယ့်အခြေအနေတော့ရှိနေသေးတယ်ပေါ့နော်လောလောဆယ်တော့ကျွန်တော်တို့ကောင်းတယ်မကောင်းဘူးဆိုတာကတော့ကျွန်တော်တို့တရေတရေတော့ပြောလို့မရသေးဘူးပေါ့နော် NLD အစိုးရဘောတုံးသက်ဖို့စောသေးတယ်လို့ဆိုလာသူနောက်တစ်ယောက်ကတော့မွန်မျိုးသားပါတီကနိုင်သေးဟာပါပြည်နယ်ဝင်ကြီးတွေမှာတက်ဆိုင်ရာတိုင်းရင်းသားတွေကိုခန့်အပ်စီခြင်းပေမဲ့ ဖြစ်စေချင်တာကတစ်မျိုးဖြစ်လာတာကတစ်မျိုးပါလို့ပြည်နယ်ဝန်ကြီးချုပ်ခန့်အပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးအခုလိုပဲပြောရပါတယ်။အဲတိုင်းနာတွေအနေနဲ့ကြတော့ကိုပြည်နယ်မှာကြတော့ကိုလူမျိုးတွေကိုစားပြုတဲ့ဝန်ကြီးချုပ်တွေကြတော့ဒါတော့ဖြစ်စေချင်တာတိုင်းနာတိုင်းမှာပဲတိုင်းနာတွေရဲ့စံနာကတော့ဒီဒီချိန်မှာကြတော့ဟိုကိုဖြစ်ချင်တာတစ်မျိုးဒါဖြစ်လာတာတစ်မျိုးပေါ့နော်ဒီအဓိကကတော့သူ့ကိုပြည်နယ်ရဲ့အရေးကိုပေါ့နော်အဓိကဟိုစိတ်ရင်းစေတနာမှန်တဲ့ ကူညီဆောင်ရွက်ပေးမယ်။ပြည်내ဝင်းချုပ်တွေကိုကျွန်တော်တို့ပိုင်းသားအနေနဲ့ဟိုမျှော်လင့်ပါတယ်ခင်ဗျာ။ရခိုင်မျိုးသားပါတီကတော့ပြည်내ဝင်ကြီးချုပ်ကိုသူတို့ပါတီကမရလို့ပြည်내လွှတ်တော်မှာတပိတ်မောက်ထွက်သွားကြပါတယ်။ဒေါ်ထုမေကတော့နိုင်ငံရေးစနစ်အပြောင်းလဲမှာကိုတာစနစ်သုံးမယ်ဆိုရင်ပိုကောင်းမယ်လို့အကြံပေးပါတယ်။ကျမကတော့လေအဲဒီနိုင်ငံအပြောင်းလဲမှာ အာဟုတ်တယ်ဟိုဒီကုန်တာတစ်ခုနဲ့ထည့်မဲ့စနစ်သာရှိခဲ့မယ်ဆိုလို့ရှိရင်တော့အမျိုးသမီးပါဝင်မယ်အမျိုးသားပါဝင်ရရခိုင်နှုန်းဘယ်လောက်ဆိုတာရှိမယ်ဒါပေမဲ့မြန်မာနိုင်ငံပုံစံကအဲ့လောက်ထိကြအတိကျပြောလို့ရတဲ့ပုံစံတွေတော့မမြင်ဘူးเนาะ transition မှာဒါပေမဲ့ညင်သာတဲ့ transition ဖြစ်စေခြင်းနဲ့အဲနိုင်ငံတည်ငြိမ်မှသာလင်အုပ်ချုပ်တဲ့စနစ်တည်ငြိမ်မှသာလင်အဲကျမတို့စီးပွားရေးစနစ်တည်ငြိမ်မယ်နိုင်ငံကရင်းနှီးမြှုပ်နှံမှုတည်ငြိမ်မယ်လူငယ်ကိစ္စလုပ်ရတဲ့ဟာ တည်တည်ငြိမ်မယ်ပေါ့နော်။အဲဒါကြောင့်အရေးရှင်းရှိတဲ့လူပထမ9နှစ်အတောအတွင်းမှာအမျိုးသားမျိုးသမီးရေလို့မဟုတ်ဘူး။နိုင်ငံတည်ဆောက်မှုမှာအရေးရှင်းရှိတဲ့လူရဲ့ခွန်အားတွေကိုအတုံးပြုတ်ကြီးကနိုင်ငံအတွက်သုံးဝင်မယ်လို့ယုံကြည်ရဲ့ဟုတ်။